ုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်တော့အတာလီယူကဖန်တီးထားတဲ့ Battle Through the Heaven Martial Universe The Complete Range The Greatest Ruler အဲ့စကားလေးခုရဲ့ဆက်တွေ့နေတဲ့ Multiverse ကြီးအကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်အရင်ဦးဆုံးစပြောရမယ်ဆိုရင်ရှောင်းဝမ်းတို့ရဲ့လောကကြီးကို Multiverse တဲမှာဒိုချီကုံမြေကြီးလို့ခေါ်ကြပါတယ်ဒိုချီကုံမြေကြီးမှာအမြင့်ဆုံးအစင်ရတော့ဒိုတီ တိုင်းကရေတိုင်းနယ်ဖျားအဆင့်မှာတိုင်းနယ်ဖျားအဆင့်ကိုရောက်ရှိပြီးမှပဲစစ်တအော်ရာကြီးထဲကိုစတင်ပြီးတော့တွာလာနိုင်မှာပါဒိုချီကုန်းမြစ်ကြီးမှာတော့သူတို့ရဲ့မူလစွန့်ရင်ကိုဒိုချီစွန့်ရင်ဆိုပြီးတော့တတ်မှတ်ကြပါတယ်ရှောင်းဝမ်းတို့ရဲ့ဒိုချီကုန်းမြစ်လောကကြီးအားဆိုရင်တော့မယ်တီဗတ်စ်ထဲမှာအဆင့်နှိတ်လောကငယ်လေးအဆင့်သာရှိနေတာပါအဲ့လိုမျိုးအဆင့်နှိတ်လောကငယ်တွေကမယ်တီဗတ်စ်ထဲမှာမေးမတွန့်နိုင်အောင်တည်ရှိနေပါတယ်အဲ့လိုမေးမတွန့်နိုင်အောင်တည်ရှိနေတဲ့အထဲမှာတခုကလင်တုံးတို့ရဲ့မာရှယ်ဝေါ် တိုင်းကုန်းမြေကြီးကတော့လင်တုံးတို့မွေးဖွားလာတဲ့ဂျူပါအဲ့ဒီမာရှယ်ဝေါ်တိုင်းကုန်းမြေကြီးဟာဒိုချီကုန်းမြေကြီးထက်ဒဇင်းပိုပြီးတော့မြင့်မားပါတယ်ဒုံဟာနဲ့ပတ်သက်တဲ့အကောင်းဆုံးကွန်တက်တွေ cultivation ကျင့်ကြံမှုအစစ်နေကြောင်းအစမပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ KZ YouTube channel လေးကို subscribe လုပ်ရသေးဘူးဆိုရင် subscribe လုပ်ခဲ့ပြီးဖို့အတွက်တောင်းဆိုချင်ပါလင်တုံးတို့ရဲ့တိုင်းကုန်းမြေကြီးမှာသူတို့ရဲ့မူလစွမ်းကိုယွမ်စွမ်းလို့ခေါ်ဝေါ်ကြပါတယ်ယွမ်စွမ်းကလည်းဒိုချီစွမ်းအထက်ပိုပြီးတော့အစစ်မြင့်မားပါတယ် အလို့ပြောရတဲ့အကြောင်းကတော့ဒိုချီစွမ်းအင်ကခန္ဓာအတွင်းရနေတရားရဂိုင်တို့ဖြစ်တည်လာတဲ့စွမ်းအင်ပါဒိုချီစွမ်းအင်ကအသားအရိုးရဲ့ခန္ဓာအတွင်းရအသက်စွမ်းအင်ရဲ့နေပေါင်းဆက်ပြီးတော့ဖြစ်တည်လာတာပါတစ်ဖက်မှာရွံစွမ်းအားကတော့စัจ java ရာကြီးထဲမှာတော့တဘာဝအခြေခံစွမ်းအားလို့သတ်မှတ်ခံရပါတယ်ရွံစွမ်းအားကခန္ဓာအတွင်းရစွမ်း90ရာဂိုင်တို့တဘာဝစွမ်း90ရာဂိုင်တို့နဲ့ဖြစ်တည်လာတာပါအဓိကစွမ်းအင်အရင်းမြစ်ကတော့တဘာဝတရားကြီးရဲ့စွမ်းအင်ကနေလာတာပါ နောက်ထပ်အချက်အနေနဲ့ပြောရမယ်ဆိုရင်ဒိုချီကုန်းမြေကြီးထက်တိုင်းကုန်းမြေကြီးကပိုပြီးတော့အဆင်ပြေမှာပါတယ်။အတောင်းရင်းကတော့ဒိုချီကုန်းမြေကြီးထက်တိုင်းကုန်းမြေကြီးရဲ့အကျယ်ဝန်းကအစာပေါင်းများစွာပိုပြီးတော့ကျယ်ဝန်းပြီးတော့ပိုပြီးတော့လည်းကြီးမားပါတယ်။အရွယ်စားပိုကြီးမားတာကြောင့်ပိုပြီးတော့အဆင်ပြေတယ်လို့ပြောတာတော့မဟုတ်ပါဘူး။အဓိကကွာခြားသွားတာဒိုချီကုန်းမြေကြီးကစစ်ကြဝဠာကြီးထဲမှာတင်းငယ်တဲ့အဆင်နှိတ်လောကလေးသာဖြစ်နေပြီးမာရှယ်ဝေါ်တိုင်းကုန်းမြေကြီးကတော့စစ်ကြဝဠာကြီးထဲမှာ ဒိုင်မင်းရှင်းနဲ့အများကြီးနဲ့ဥမှာချိတ်ဆက်ထားပါတယ်ဒိုချီကုံးမြေကြီးကတော့အတွင်းထဲမှာကိုပိုင်းလောကတစ်ခုထဲသာတည်ရှိနေရပါတိုင်းနတ်ဖေဟာအစင်းကိုရောက်ရှိမှသာအထက်လောကဆင်းခေါ်ခြင်းကိုခံရပြီးအထက်လောကကိုတက်ရောက်နိုင်စွမ်းရှိနေရပါဆွေရင်တိတ်တဲမှုတွေမှာဆိုရင်လေရွမ်းစွမ်းကကောင်းကင်နဲ့မြေကြီးကြားစွမ်းကိုဆွေယူနိုင်တာဖြစ်လို့ဆွေရင်တိတ်တဲမှုကဒိုချီဆွေရင်ထက်လေပိုပြီးတော့တာလွန်နေပါလေဒါကလေအဆန်းတော့မဟုတ်ပါဘူး ရွမ်စွားကစစ်တဝရရဲ့အခြေခံစွမ်းအင်တွေထဲကတစ်ခုဖြစ်ပြီးဒိုချီစွမ်းကတော့ကဘာမြေစွမ်းတသက်တာဖြစ်နေတဲ့အတွက်ကြောင့်မလို့ပါဒါကြောင့်မလို့ရှောင်းဝမ်က Great Thousand War ကိုတွားတဲ့အချိန်မှာဒိုချီစွမ်းအင်ကိုလင်းပါဝါအဖြစ်ပြောင်းလဲရပါတယ်လင်းပါဝါဆိုတာကတော့ Great Thousand War ရဲ့ဝိညာဉ်စွမ်းကိုပြောတာပါဒါကြောင့် Marshal War တိုင်းကုန်းမြေကြီးကိုဒိုချီကုန်းမြေကြီးထက်ပိုပြီးတော့တာလွန်နေရလို့ပြောတာပါတိုင်းကုန်းမြေကြီးရဲ့ကြီးကြပ်ခြင်းမှာအမြင့်ဆုံးကတော့ဘူးစုတိုင်းဘူးဘေးအဆင့်ပါ လင်တုံးတို့ထဲမှာစွန့်ရင်စနေရတော့ရွမ်စွားကပို့ပြီးတော့တာလုံနေပေမဲ့ခွန်အားရမှာဆိုရင်တော့ဒိုချီစွန့်ရင်လည်းတန်းတူပါပဲဘာလို့ဒီလိုပြောရလဲဆိုရင်တော့အတာလီဟုကိုယ်တိုင်ကလောကကြီးကိုဘယ်ရှူတော့နေပဲကြည်ကြည်ဒိုဒီတိုင်းနာဖျားနဲ့ဝူစုတိုင်းဘူးဘေးအစင်ရစွန့်ရင်တူညီပါတယ်လို့ပြောခဲ့တာပါနောက်ဆုံးပြောရရင်တိုင်းကုန်းမြေဟာဒိုချီကုန်းမြေထက်ပိုပြီးတော့တာလုံနေပေမဲ့သူကလည်းအောက်လောကပါပဲ။ဒါပေမဲ့တိုင်းကုန်းမြေကြီးဦးကတော့အလေလက်ဒန်းစားလို့တတ်မှတ်လို့ရပါလိမ့် ဒိုချီကုန်းမီရာတော့အဆင့်နှိပ်ပါ။နောက်ပြီးရင်တော့အထက်လောကဖြစ်တဲ့ Great Thousand Wall မူချမ်းတို့ရဲ့လောကကြီးပါ။ဒီလောကကြီးကတော့ရှောင်းယန်၊လင်တုံသူတို့နှစ်ယောက်လုံးအတွက်အထက်လောကပါ။ Great Thousand Wall ဆိုတာရှောင်းယန်တို့ဒိုချီကုန်းမီလိုအဆင့်နှိပ်ကဘာတွေ၊လင်တုံတို့လိုအလယ်လက်ဆင့်ကဘာတွေ၊အိတ်ထက်တာလုံနဲ့အဆင့်မြင့်ကဘာတွေအားလုံးကစုစည်းပြီးတော့တည်ရှိနေတဲ့စစ်တဝရကြီးတစ်ခုလို့ပြောလို့ရပါတယ်။မူချမ်းတို့ရဲ့ Great Thousand Wall လင်းပါပါဝိညာဉ်စွမ်းအားကဆိုရင်လေကဘာအမျိုးမျိုးကစွမ်းရည်တွေဒိုချီစွမ်းအားရွံစွမ်းအားအပါဝင်အားလုံးကပေါင်းဆက်ပြီးတော့ဖြစ်တည်လာတဲ့စွမ်းရည်ပါအထက်လောကရဲ့စွမ်းရည်ဖြစ်တဲ့အပေါ်မှာဒိုချီစွမ်းရည်ကိုရွံစွမ်းရည်ဟောထက်တာလုံနာကြောင့်အထူးတလဲရှင်းပြဖို့အတွက်မလိုအပ်တော့ပါဘူး great တောက်စဉ်ဝေါ်မှာဆိုရင်ကြင်ကြံချင်းနေရအလုံးအမကျေပြန့်လာပါလေဒိုချီကုံးမြီဟာတိုင်းနဲ့ဖရားတွေတိုင်းကုံးမြီကြီးဟာတိုင်းဘူးဘေးတွေဟာ great တောက်စဉ်ဝေါ်မှာဘာကောင်နေမှမဟုတ်ကြပဲတမန်ကြီးကြံသူလေးတွေအဆင့်သာရှိနေကြတာပါ Great 1000 War ကြီးမှာအကျဉ်းဆုံးတရှိမှုတွေကတော့ The Greatest Ruler ကြီးမြတ်သောအုပ်ချုပ်သူအဆင့်တွေပါ။ကြီးမြတ်သောအုပ်ချုပ်သူအဆင့်ဟာ Great 1000 War တစ်ခုလုံးထင်းထုံနိုင်စွာရှိနေတဲ့အဆင့်ပါ။ Great 1000 War ရဲ့အထက်မှာတော့ Higher War အလုံးစုံကောင်းကင်အထက်ပုံဆိုပြီးတော့ Dragon Prince ရွံကျိုးထဲရကျိုရန်တို့ရဲ့လောကကြီးရာရှိနေပါတယ်။ Great 1000 War ဆိုတာကြီးရာရွံကျိုးတို့ရဲ့အထက်ပုံအလုံးစုံကောင်းကင်မှာဆိုရင်တော့အဆင့်နဲ့စကြဝဠာငယ်လေးတစ်ခုသာဖြစ်နေပါတယ်။ Great 1000 War လို့ စကြဝဠာငယ်ပေါင်းမြောက်များစွာရွံကျိုးတို့ရဲ့အလုံးစုံကောင်းကင် အထက်ဘုံရဲ့ထိန်ချုပ်မှုအောက်မှာသာရှိနေတာပါကျိုးရဲတို့ရဲ့လောကမှာအသုံးပြုတဲ့ဆွမ်းအားကိုတော့ရွံချီလို့ခေါ်ကြပါတယ်ရွံချီကဒိုချီရွံဆွမ်းဝိညာဉ်ဆွမ်းအားလုံးထက် အစပေါင်းများစွာတာလုံနေတဲ့ဆွမ်းရည်မျိုးပါရွံချီကစကြဝဠာကြီးရဲ့မူလဆွမ်းရည်ဖြစ်ပြီးဥပဒေသားပေါ်ထိန်ချုပ်နိုင်ဆွမ်းဖန်တီးနိုင်ဆွမ်းနေရာပါရှိနေတဲ့အဆင့်ပါကျိုးရဲထဲမှာအမြင့်ဆုံးကတော့ God State နဖျားအဆင့်ပါ နတ်ဖျားအဆင့်မှာစစ်တပ်ဗရာတစ်ခုလုံးပါဖျက်ဆီးပြီးတော့ပြန်လဲဖန်တီးနိုင်တဲ့အဆင့်မှာ Ghost State ကိုရောက်ရှိနေတဲ့လူတွေရဲ့အရှိမ The Greatest Ruler ရဲ့အမြင့်ဆုံးအဆင့်ဖြစ်တဲ့ကြီးမြတ်သောအုပ်ချုပ်သူအဆင့်ကြီးဟာပျော်စိတ်တသာအဆင့်လေးသာ ရှိနေပါလေ။ဒါကတော့အတာလီယူကဖန်တီးခဲ့တဲ့ Multiverse ကြီးပါပဲ။ကျွန်တော်ကတော့ Crosser ကြီးပါ။နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြပါဦး။